အားလုံးပဲမင်္ဂလာပါရှင်မန္တလေးခေတ်သစ်တရင်ဌာနကနေသတင်းများကို တင်ဆက်ပေးသွားမှာဖြစ်ပါတယ်အခုပထမဆုံးတင်ဆက်ပေးမယ့်သတင်းကတော့ဖအံမာစစ်ကောင်ဆောင်ရောက်နေတာကြောင့်လုံခြုံရေးတင်းကျပ်တဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်အာနာသိန်းစစ်ကောင်စီကောင်းဆောင်ဟာကရင်ပြည်နယ်မြို့တော်ဖအံမာရောက်နေတာကြောင့်စစ်တပ်ကလုံခြုံရေးတင်းကျပ်ထားပြီးကရင်လက်နက်ကိုင်တပ်ဖွဲ့ဝင်တွေကိုလည်းမြို့ထဲဝင်ရောက်ဖျက်ဆီးသွားလာခွင့်ယာယီပိတ်ပင်ထားတယ်လို့ကရင်သတင်းရင်းမြစ်တွေကပြောပါရတယ်။ မနေ့နိုဝင်ဘာလ14ရက်ကစပြီးမြို့ရင်းမှာစစ်ကားတွေနဲ့ခင်းပတ်တယ်လို့မြို့ဝင်ထွက်စစ်စည်ရေးဂိတ်တွေမှာလည်းအင်အားတိုးမြင့်ထားတယ်လို့သတင်းရင်းမြစ်တွေကပြောပါရယ်။ဒီနေ့မှာဆိုရင်လိုင်စင်မဲ့ကားတွေဖြတ်တန်းရင်ဖမ်းဆီးမှာဖြစ်တဲ့အတွက်မြို့ရင်းမှာအသွာလာရှင်းနေတယ်လို့ဖမ်းအမျိုးကံကလည်းအတည်ပြုပါရယ်။ကားဝေးတောက်တွေသွားလို့မရဘူးလို့အဲ့ဒီဒေသခံကပြောပါရယ်။ ကြပြင်အပြည့်ရဲ့ကရင်လက်နက်ကိုင်အဖွဲ့အစည်းတွေဖြစ်ကြတဲ့ကရင်ငြိမ်းချမ်းရေးကောင်စီ KNU KNL PC Democracy အကျိုးပြုကရင်တပ်မတော် DKPN နဲ့ကရင်နယ်ခြားစောင့်တပ် PGF တပ်ဖွဲ့ဝင်တွေကိုလည်းဖအံမျိုးတွင်တဲ့ဝင်ရောက်ဖြတ်တန်းသွားလာခွင့်မပြုဘူးလို့စစ်ကောင်စီတပ်ဘက်ကအသိပေးထားပါတယ်။မနေ့ကစစ်ကောင်စီတပ်ကင်းလက်နေချိန်လမ်းပေါ်မှာတွေ့တဲ့ကရင်ငြိမ်းချမ်းရေးကောင်စီ KNU KNL PC အဖွဲ့ကတပ်ဖွဲ့ဝင်တအူပိုင်ဆိုင်နဲ့လိုင်စင်မဲ့ကားတစ်စီးကိုဖမ်းဆီးသိမ်းဆီးလိုက်တယ်လို့ဖအံတီတာကန်တအူထံမှသိရပါတယ်။ ။ PC ကတစည်းပါသွားတယ်။အဖွဲ့အစည်းကတွေရောတနက်တွေရောဘာသာတောင်မရဘူးတဲ့လို့အဲ့ဒီဒေသခံကပြောပါတယ်။စေကောင်းဆောင်ဟာဒီနေ့မှာဖတ်အံမျိုးကနေမွန်ပြည်နယ်မော်လမြိုင်မြို့ကိုဆက်သွားမှာဖြစ်တဲ့အတွက်မော်လမြိုင်မြို့မှာလည်းလုံခြုံရေးတင်းကျပ်ထားရလို့သိရပါဗျ။ဆက်လက်ပြီးအကြံဖတ်မင်းအောင်လိုင်းဖတ်အံမျိုးတို့လာရောက်မြည်ဖြစ်၍ BGF အပါဝင် စစ်တပ်နှင့်အဆင်ပြေသောကရင်လက်နက်ကိုင်များမျိုးတဲမလာရအမိန်ထုတ်ပြီးဖတ်အံတခွင်လုံခြုံရေးအထူးတင်းကျပ်ထားမအူပင်တွင်လဲစိုက်ပျိုးရေးနဲ့မွေးမြူရေးတက်ကတူခွင့်ပွဲ တက်အောင်မေဆိုတဲ့တဲ့ရင်ကိုတင်ဆက်ပြီးတော့မှာဖြစ်ပါတယ်။အကြံဖတ်မရောက်လိုက်မှာယနေ့ကရင်ပြည်နယ်ဖအံမျိုးတို့လာရောက်မိဖြစ်၍ BGF အပါဝင်စစ်တပ်နှင့်အဆင်ပြေသောကရင်လက်နက်ကများမျိုးတဲမလာရဟုအမိန့်ထုတ်ထားကြောင်းကရင်စစ်ရေးတဲ့ရင်ရေးမြစ်တချို့ကသတင်းဌာနကိုပြောကြားပါတယ်။ရှမနီအကြံဖက်စီကောင်ဆောင်မြောက်လိုင်းကလက်တလောရန်ကုန်မြို့တွင်ရောက်ရှိနေပြီးဗုဒ္ဓဘာသာကလျာဏယူဝအသင်း YMBAE 85ချိန်မြောက်စရတု38ဖြောင်းမင်္ဂလာတရားတော်နှင့်ဗုဒ္ဓဝင်စာမေးပွဲစုချင်းမြင့်ပွဲအခမ်းအနားသို့တက်ရောက်ခဲ့ကြောင်း ရင်းမတစင်ဖအံမျိုးတို့လာရောက်ရန်ရှိနေကြောင်းသိရှိရပါတယ်။ဖအံကိုမအားလာလာမှမလို့ကရင်လက်နက်ကင်ပေးကိုလက်နက်ကင်ပြီးမျိုးရင်းမလာရအမိန်ထုတ်တဲ့ဖအံမှာတက်နေတွေ့ဆုံပွဲနဲ့ကရင်ပြည်နယ်အစိုးရဌာနဆိုင်ရာတွေ့ဆုံပွဲလုပ်မယ်။ပြန်ဖန်အံတောင်ကလေးစေယုံကိုသွားပြီးဒံယာရစစ်တီတွေကိုသွားပြီးတွေ့ဖို့ရှိတယ်ဟုကရင်စစ်ရေးသတင်းရင်းမြစ်ကပြောဆိုပါရယ် ထို့ပြင်မေအောင်လိုင်ကမအူပင်မြို့နယ်တွင်ဖွင့်လျက်ရန်ရှိနေသည့်စိုက်ပျိုးရေးနှင့်မွေးမြူရေးတက္ကသိုလ်မအူပင်ဖွင့်ပွဲသို့လည်းတက်ရောက်ရန်ရှိနေပြီးရမန်နေ့ကလေးကမအူပင်မြို့တစ်ခုလုံးလမ်းပေးဝဲရဆေးတုပ်ခြင်းလုံခြုံရေးများချထားခြင်းဝင်ကြီးဌာနအဆောက်အုံများဆေးတုပ်ခြင်းများလှူဆောင်လျက်ရှိကြောင်းသိရပါသည်နိုဝင်ဘာလတတိယအပတ်မှာမအူပင်မှာစိုက်မွေးတက္ကသိုလ်ဖွင့်ပွဲစစ်ကောင်းဆောင်တက်ဖို့ရှိနေတယ်။အဲ့ဒါအတွက်အခုကလေးကကြိုတင်ပြင်ဆင်နေကြပြီဟုမအူပင်အခြေစိုက်ဒေသကင်းထောက်တရင်ရင်းမြစ်ကရှင်းပြပါဗျ။ ဆက်လက်ပြီးရန်ကုန်ရှိအာကစားဝန်ကြီးဌာနပိုင်သူဝနအာကစားပြိုင်ပွဲရုံတစ်ကိုကြံဖို့ပါတီမဲဆွယ်ပွဲအတွက်စစ်တပ်ကအုံပြုခွင့်ပေးနိုင်ငံရေးပါတီမှတ်ပုံတင်ခြင်းဥပဒေကိုကြံဖို့ပါတီကတိုက်ရိုက်ချိုးဖောက်တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်ရန်ကုန်ရှိအာကစားဝန်ကြီးဌာနအပိုင်သူဝနာအကစားပွဲရုံတစ်ကိုကြက်ဖို့ပါတီမဲဆွယ်ပွဲအတွက်စစ်တပ်ကအုံပြုခွင့်ပေးလိုက်ကြောင်းရန်ကုန်တိုင်းစစ်ရေးတရင်ရှင်မြက်ကပြောပါရယ် နိုဝင်ဘာလ19ရက်နေ့မော်လဲတနားရီမှညနေ4နာရီအချိန်အထိရှမ်းဖော့ပါတီကရန်ကုန်မြို့သင်္ကန်းကျွန်းမြို့နယ်ဒုဝနအားကစားပွဲရုံတစ်တွင်လူဦးရေတထောင်ခန့်ပါဝင်သောမဲဆွယ်စည်းရုံးပွဲကိုပြုလုပ်မည်ဖြစ်ကြောင်းအဆိုပါမဲဆွယ်စည်းရုံးပွဲတွင်ရှမ်းဖော့ပါတီဥက္ကဋ္ဌခင်ကြီးတက်ရောက်မည်ဖြစ်ပြီးရန်ကုန်မှရှမ်းဖော့ပါတီဝင်များကိုရွေးကောက်ပွဲကြေညာစာတမ်းကိုမိတ်ဆက်မည်ဖြစ်ကြောင်းသိရပါသည်ပါတီမဲဆွယ်စည်းရုံးဟောပြောခွင့်အတွက်အစိုးရဝင်ကြီးဌာနပိုင်းအဆောက်အဦးကိုတုံးဆွဲခွင့်ပေးလိုက်တာပါ။ တခြားဘဲပါတီကိုမှမပေးပါဘူး။ကြံခိုင်ရေးပါတီကိုပဲပေးတာပါဟုရန်ကုန်တိုင်းသတင်းရင်းမြစ်ကပြောဆိုပါရယ်။ရှင်ဖြင့်ချက်ဖို့ပါတီဤမဲဆွယ်စည်းရုံးပွဲအတွက်စစ်တပ်နှင့်ရဲများကလည်းပြင်ပမှလုံခြုံရေးရှုပေးမည်ဖြစ်ကြောင်းအကျိုးဖို့ကားစီစဉ်များကိုလည်းရန်ကုန်တိုင်းအစိုးရကပြင်ဆင်ပေးထားကြောင်းသိရပါတယ်။ချမ်းဖို့ပါတီကထိုကဲ့သို့အစိုးရပိုင်အဆောက်အုံဖြစ်သောဒုဝနာအာကစားပြိုင်ပွဲရုံတစ်ကိုတုံဆွဲခြင်းလုံခြုံရေးအတွက်စစ်တပ်နှင့်ရဲကတာဝန်ယူပေးခြင်းကျိုးဖို့ကားစီစဉ်များကိုရန်ကုန်တိုင်းအစိုးရကစီစဉ်ပေးခြင်းမှာ နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေကိုချိုးဖောက်နေကြောင်းနိုင်ငံရေးအတိုင်းအဝိုင်းကပြောဆိုပါတယ်နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေပုံမှန်9ကားငယ်တွင်နိုင်ငံရေးပါတီတရက်သည်နိုင်ငံတော်ပိုင်ငွေကြေးအဆောက်အုံရင်းပစ္စည်းတို့ကိုတိုက်ရိုက်ဖြစ်စေတွေ့ဝါ၍ဖြစ်စေရယူသုံးစွဲလျင်နိုင်ငံရေးပါတီအဖြစ်ဆက်လက်ရည်တည်ပိုင်ခွင့်မရှိကြောင်းပြထန်းထားပါတယ်ကျမရဲ့တင်တင်ဆက်မှုကိုဒီမှာပဲရနာခွင့်ပြုပါရှင်။အားလုံးပဲရွှေလန်းချမ်းမြေကြပါစေရှင်။